မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့ထုံးသေးဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့80ပြည့်တက်မတော်နေ့စည်ရေးပြအခမ်းအနားကျင်းပတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့80ပြည့်တက်မတော်နေ့စည်ရေးပြအခမ်းအနားကိုမတ်လ29ရက်နေ့နေ့ပိုင်းကတိုင်းစစ်ဌာနချုပ်အတွင်းရှိစုပေါင်းတန်းစီကွင်းမှာကျင်းပရာအခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗမှုချုပ်ပြည်စုံလင်း တိုင်းစစ်ဌာနချုပ်မှတက်မတော်အရာရှိကြီးများတရင်တက်ဖွဲ့မှုများအရာရှိစစ်သည်မိသားစုများနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်များတက်ရောက်ကြပါသည်။ဦးစွာစေရေးပြအစည်းအဝေးတိုင်းဆောင်ရွက်ပြီးတိုင်းမှုက20ပြည့်တက်မတော်နေ့မိကုံပြောကြပါသည်။ အဲ့ဒီနောက်နှစ်80ပြည့်တက်မတော်နေ့အထိမ်းအမှန်စစ်တီတော်ကျင့်ဝတ်ပြိုင်ပွဲတွင်ဆုရရှိကြတဲ့အရာရှိအရာခံအကျက်စစ်တီများအားဂုံပြုလက်မှတ်နဲ့ဂုံပြုစုဝင်များပေးရခြင်းမြင်ကစေပြခန်းနာတွင်ပါဝင်တဲ့စစ်တီဝိုင်းအဖွဲ့အားဝန်ကြီးချုပ်ကဂုံပြုစုဝင်များပေးရခြင်းမြင်ပြီးတက်ရောက်လာကြသူများနဲ့အတူအမတ်တရစုပေါင်းတပ်ပုံရိုက်ကူးကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့စမ်းချုပ်ဦးကပေးပို့လာတာပါ ဆလတင်ဆက်မဲ့တဲ့ရင်ကတော့နေ80ပြည့်တမရော်နေကိုကျေးဇူးကုန်ပြုသောအားဖြင့်ကန်ကြီးကုန်းရေလောင်ကန်ဖွံ့ဖွဲအခမ်းအနားကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။နေ80ပြည့်တမရော်နေကိုကျေးဇူးကုန်ပြုသောအားဖြင့်တွန်တေမွေးမြေဆုံသူရေပေးဝေမဲကန်ကြီးကုန်းရေလောင်ကန်ဖွံ့ဖွဲအခမ်းအနားကိုမတ်လ26ရက်မော်လယ်ပိုင်းကအဆိုပါရေလောင်ကန်တွင်ကျင်းပကြောင်းသိရပါတယ်။ဥစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအမစကားပြောကြားပါတယ်။ အဲ့ဒီနောက်ဒိုင်းနေသားကြီးဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးကျော်နိုင်ဦးကရေလောင်ကန်နဲ့ပတ်သက်တဲ့အခြေအနေများကို ရှင်းလင်းပြောကြားပါရယ်။အဲ့ဒီနောက်ကန်ကြီးကုန်းရေလောင်ကန်အောင်စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်ညွှန်ကြားရေးမှူးဦးကျော်နိုင်ဦးခရိုင်နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနဲ့မွေးမြေရေးလုပ်ငန်းရှင်တအူတို့ကဖဲဆိုဖြက်ပြီးဖွင့်လှစ်ပေးကြပါရယ်။ အဲဒီနောက်တိုင်းဒေသကြီးဝင်ကြီးချုပ်နယ်အဖွဲ့ဟာရေလောင်ကန်ပြည်ပြင်တိစောက်ခဲမှုမှတ်တမ်းတပ်ပုံများနဲ့ရေလောင်ကန်အတွင်းလှည့်လည်တရှိစစ်ဆေးကြပါရယ်။ ကံချေကုန်းရေလောင်ကန်ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အရတွန်တင်ဝေးမြေရေးဆောင်ရဲ့နေစဉ်ပြန်များရေလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်မုံဝေဖြင့်အချင်းရှစ်လမ်းမှာအနက်ပေ900ရှိတဲ့စက်ရည်တွင်လေတွင် တူဖော်ပြီးဆိုလာစနစ်ဖြင့်လိုအပ်သောရေကိုနေစဉ်ဖြည့်ဆည်းပေးဝေလျက်ရှိကြောင်း ကံပေါင်းအလျား950ပေအမြင့်26ပေအကျယ်15ပေကံရေပြည့်ရေပြင်ကျဲ area 89အေကာရှိပြီးကံရေပြည့်ရေလောင်ပမာဏရေကာလန်ပေါင်း156တန်းသုံးလောင်းနိုင်ကြောင်းလေမြေအေကာ120ကျော်ကိုနှွေစပါးနဲ့စောင်းသိနယ်များအတွက်စိုက်ပျိုးရေဖြည့်ဆည်းပေးဝေနိုင်မှာဖြစ်ကြောင်း ရေလောင်ကန်ပြန်လည်ပြပြင်ခြင်းလုပ်ငန်းတွင်ပင်မကန်ပေါင်းပြပြင်ခြင်းမွေးမြူရေးစုံများအယောက်ရေပေးဝေခြင်းလုပ်ငန်းကိုရန်ကုန်မြို့တော်စီမံသားရေးကော်မတီမှဆက်လက်ဆောင်ရွက်တော်မှာဖြစ်ပြီးမွေးမြူရေးစုံရဲ့ရေလိုအပ်ချက်အားလုံလောက်စွာပေးဝေနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့စန်းစောဦးကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။ထက်မှန်တင်ဆက်ပြီးမှာကတော့ရေကြီးရေချမ်းမှုများကြောင့်စိုက်ပျိုးဧကများပျက်စီးဆုံးရှုံးမှုအပေါ် တောင်သူများရဲ့ပြန်လည်စိုက်ပျိုးပြီးဧကများအတွက် ထောက်ပံ့ငွေများပေးရတဲ့တဲ့ရင်ဖြစ်ပါတယ်။2024-2025ခုနှစ်ရာဂီမုန်တိုင်းမတိုင်မီရေကြီးရေရှမ်းမှုများကြောင့်စိုက်ပျိုးဧကများပျက်စီးဆုံးရှုံးခဲ့မှုပေါ်တိုက်ကြီးမော်ဘီထန်းတပင်မင်္ဂလာတုံ တန်လင်းနဲ့လက်ကူးမြို့နယ်များအတွင်းရှိတောင်သူများရဲ့ပြန်လည်စိုက်ပျိုးပြီးဖြစ်တဲ့ဧကများအတွက်အမျိုးသားသဘာဝဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုရှာမငွေမှာထောက်ပံ့ငွေများပေးရခြင်းကိုမတ်လ26ရက်နေ့29ရက်နေ့နောက်ပိုင်းတို့ကအစိုးရမြို့နယ်များရှိတပ်မတ်နေရာများတွင်ကျင်းပကြောင်းသိရပါတယ်။အခမ်းအနားများတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအမှားစကားပြောကြားပြီးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးမြင့်စွေက တဘာဝဘေးအစီအမံဖြင့်ထောက်ပံ့ငွေပေးရရခြင်းအကြောင်းကိုရှင်းလင်းတင်ပြပါရစေ။အဲဒီနောက်ဒိုင်းဒေသကြီးဝန်ကြီးချုပ်ဒိုင်းဒေသကြီးဝန်ကြီးများနဲ့ဒိုင်းစစ်ဌာနဆိုင်ရာအကြီးအကဲများကထောက်ပံ့ငွေများပေးရကြရာတိုက်ကြီးမြို့နယ်တွင်အေက3383အေကတွက် တောင်သူ8293အားလကောင်းထန်းတပင်မြို့နယ်တွင်မော်ပြည်မြို့နယ်မှအေက913အေကနှင့်ထန်းတပင်မြို့မှ ဧက1065ဧကတို့အတွက်တောင်သူ615ဦးတို့အား၎င်းမင်္ဂလာလိုမြို့နယ်မှာဧကတရအတွက်တောင်သူ26ဦးတို့အား၎င်းတန်လီမြို့နယ်တွင်တန်လီမြို့နယ်မှာဧက80အတွက်တောင်သူ71ဦးနှင့်လေကူမြို့နယ်မှာဧက402ဧကအတွက်တောင်သူ92ဦးတို့အား၎င်းထောက်ပံ့ကူများပေးကြရာ တောင်သူများကကျေးဇူးတင်စကားပြန်လည်ပြောကြပြီးဒိုင်းဒေသကြီးဝင်းကြီးချုပ်ကမြို့နယ်အသီးသီးရှိဒေသခံတောင်သူများအားရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍အားပေးစကားများပြောကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့စမ်းကြုပ်ဦးကပြပို့လာတာပါ။နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့နေရှိစေပြည်တမရော်နေကိုကျေစုကွန်ပျူတာအဖြစ်ပညာတဆောင်စာကြည့်တိုင်းနဲ့မျက်စိသနာစာကြည့်တဲ့ဖွံ့ဖွဲခန်းနာများကျင်ပါတဲ့တဲ့ရင်ဖြစ်ပါတယ်။ နေရှိစေပြည်တမရော်နေကိုကျွဆွန်ကိုပြသောအပြင်ဒလာမျိုးနဲ့ဒနုတ်ကျေဝါပညာတဆောင်စာကြည့်တိုင်းနဲ့ရွှေပြည်သားမျိုးနဲ့အမတ်15ရက်ကမျက်စေတနာစာကြည့်တိုင်းဖွင့်ပွဲခမ်းနာများအောင်မက်ရှလ25ရက်နေ့ပိုင်းကအဆိုပါစာကြည့်တိုင်းများတွင်ကျင်းပကြောင်းသိရပါသည်စာကြည့်ရများအားရန်ကုန်တိုင်းဒေသကြီးပြည်သားရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်ခင်စောလင်း သက်ဆိုင်ရာခရိုင်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနဲ့တာဝန်ရှိသူများကဖဲချိုဖြက်ပြီးဖွင့်လှစ်ပေးကြပါရယ်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးစာကြည့်ရိုင်းများကြီးကြပ်ရေးကော်မတီနိုင်ရကတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တာဝန်ရှိသူများကစာကြည့်ရိုင်းများအတွင် သူတရားသားစာအုပ်များထားရှိမှုအားလဲလဲကြည့်ရှုစစ်ဆေးပြီးဒေသခံကျောင်းသားကျောင်းသူများရဲ့စာပေဖတ်ရှုလေ့လာနေမှုကိုအားပေးကြပါရယ်။ ၎င်းသောတိုင်းဒေသခြေဝင်ခြေချုပ်ကအမစကားပြကြပြီး စာကြည့်တိုင်းများအတွက်သူတရရသာဆောင်များအလှူဒန်းရာစာကြည့်တိုင်းမှုများက၎င်းစာကြည့်တိုင်းအတွက်အလှူငွေနဲ့စာအုပ်များလှူဒန်းမှုကို တိုင်းဒေသခြေဝင်ခြေများက၎င်းစာကြည့်ရဆိုင်ရာအချက်အလက်များအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများကပေးရရာပြည်ချိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါ်လာပူမိုးနဲ့ဒေါ်စန္နာထွန်းတို့က၎င်းလက်ခံကြပါသည် အဲ့ဒီနောက်စာကြည့်တယ်မှုများကကျေစုတင်စကားပြောကြားကြပြီးတိုင်းဒေသကြီးဝင်ကြီးချုပ်ကတက်ရောက်လာကြတဲ့ဒေသခံပြည်သူများအားရှင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပါတယ်။ အဆိုပါစာချုပ်များဟာတုံမိုအုတ်ကားတမန်တလင်ခင်ဖြစ်ပြီး24ပေပေ20အကျယ်စာချုပ်များဖြစ်ပြီး နိုင်ငံတော်အစိုးရရဲ့မာတီငွေများဒေသခံပြည်သူများရဲ့ထဲဝင်ငွေများဖြင့်စောက်လုပ်ခဲ့ကြောင်းနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့လူရန်ငွေများဖြင့်တန်စာအုပ်စင်များဇပွဲများထိုင်ကုန်များနဲ့သူတရသာစာအုပ်များထားရှိကြောင်းသိရပါတယ်ဒီသတင်းကိုတော့စမ်းကြော်ဦးကပေးပို့ထားပေးဖြစ်ပါရယ်ရှင်